မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်းဆောင်တွေကသူတို့ကြီးငရဲမသွားပဲပြည်သူကိုပါငရဲထီဆွဲခေါ်ဖို့လုပ်နေတဲ့အတွက်စစ်တပ်ရဲ့စင်ကြင်တုံးတရမဲ့လောက်ရတိုင်းကို ဖြိုဖျက်ဖို့အထုလိုအပ်တယ်လို့ NGO ရိုက်သမရဒူဝါလက်ရှိလက်ကညွှန်ကြားပြောဆိုလိုက်ပါတယ်ကျန်ဖတ်စကောင်စီကစစ်မှုထမ်းမှုအတင်းကျပ်ခေါ်ယူထားတဲ့တပ်သားအစ်တွေဟာရှေ့တန်းတိုက်ပွဲတွေမှာသေဆုံးမှုတွေများပြားနေပြီ စစ်ကောင်စီကအလောင်းပြန်မပေးတဲ့အပြင်တေဆုံမှုတွေကိုပါဖုံးကွယ်ထားတာတွေလုပ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်ဆောင်တွေကသူတို့ကြီးငရဲမတော်ပဲပြည်သူကိုပါငရဲအထိဆွဲခေါ်ဖို့လုပ်နေတဲ့အတွက်စစ်တပ်ရဲ့စင်ချင်းတုံတရမဲ့လောက်ရတိုင်းကိုဖြိုဖျက်ဖို့အထုလိုအပ်တယ်လို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကညွှန်ကြားပြောဆိုလိုက်ပါတယ်ရမန်နေကပြုတ်လုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ 25မြန်ဆောင်2024အစည်းအဝေးမှာ MG ရိုက်သမရဒူဝါလက်ရှိလက်ကပြောတော့တာပါမဲအွန်လိုင်းနဲ့စစ်အုပ်စုကပြည်သူလုံခြုံရေးဆိုတဲ့အဖွဲ့တွေကိုထပ်မံတိုးချဲ့ဖို့စ조사နေတာတွေဟာပြည်သူလူထုရဲ့အသက်ကိုစဒေးပြီးသူတို့အာဏာမျက်မြန်ရေးအတွက်စ조사နေတယ်ဆိုတာထင်ရှားတဲ့တသက်ဖြစ်တယ်လို့အာဏာရှင်တိုင်းဟာသူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင်ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်စီးမဲ့ပေါင်မဲ့လှုပ်ရဲကြတာဖြစ်တာကြောင့် မြို့သားညအစိုးရအနေနဲ့စစ်ကောင်စီကလက်လွတ်စပယ်လုပ်နေတဲ့စင်ကြီးနှုံတရမဲ့လုပ်ရတိုင်းကိုဖြိုဖျက်အဆုံးသတ်နိုင်ဖို့အထုလိုအပ်တယ်လို့ MG ရိုင်းသမရကြီးကပြောသွားပါတယ်။ဒါ့အပြင်အခုစစ်ကောင်စီကအတင်းအဓမ္မလုပ်ဖို့ခြံစီနေတဲ့လုပ်ရတွေကိုကြည့်ရင်ဂျပန်စစ်ကောင်ဆောင်တွေဟာသူတို့ကြီးတတ်တတ်ငရဲကိုမတော်ပဲပြည်သူလူထုကိုပါငရဲထိဆွတ်ခေါ်သွားဖို့လှုပ်ဆောင်နေတာဖြစ်တယ်လို့အထွေထွေစင်းရဲကြက်တဲမှုနဲ့ကြုံနေရတဲ့ပြည်သူလူထုကို စကောင်စီဟာဒုက္ခတွေထပ်တိုးပေးဖို့ဘယ်တော့အခါမှတွန့်ဆုံနေမှာမဟုတ်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့လဲယာယီသမရဒူဝါလက်ရှိလက်ကပြောတော့ပါတယ်။အဲ့ဒီအတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်တပ်ရဲ့စင်ကျင်းတုံးတရမဲ့လှုပ်ရတိုင်းကိုဖြိုဖျက်ဖို့အထူးလိုအပ်တယ်လို့တပတ်ကမင်းအွန်လိုင်းလောက်မှာရှိနေတဲ့စစ်သားတွေနဲ့စစ်သားမိသားစုတွေအနေနဲ့လည်းပြည်သူတွေနဲ့အမြန်ဆုံးပူးပေါင်းမှုအချိန်တန်ပြီးဖြစ်တဲ့အပြင်ဆရာနာရှင်စနစ်ကင်းမဲ့တဲ့နိုင်ငံတော်အသစ်ထူထောင်နိုင်မှသာပြည်သူတွေအားလုံးငြိမ်းချမ်းပြီးတရားဝါပြောတဲ့လူမှုဘဝကိုရရှိမှာဖြစ်တယ်လို့လည်း အန်ယူဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောတော့ပါလိမ့်ခင်ဗျတဖက်မှာတော့အချမ်းပတ်စကောင်စီကစစ်မှုထမ်းမှုအတင်းကျပ်ခေါ်ယူထားတဲ့တပ်သားအစ်တွေဟာရှေ့တန်းတိုက်ပွဲတွေမှာတိုက်စုံမှုတွေမြပြနေပြီးစကောင်စီကအလောင်းပြမပေးတဲ့အပြင်တိုက်စုံမှုတွေကိုပါဖုံးကွယ်ထားတာတွေလုပ်နေတယ်လို့တိုက်စုံသူတွေရဲ့မိသားစုတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အခုနှစ်ဧပြီလကစပြီးအချမ်းပတ်စကောင်စီကစစ်မှုထမ်းမှုအတင်းကျပ်ခေါ်ထားတဲ့လူငယ်တွေကိုရှေ့တန်းတိုက်ပွဲတွေအတွင်းတအားရှောက်ပို့နေပြီး အဲ့ဒီလိုအပုတ်ခံရတဲ့လူငယ်တွေဟာဖုန်းတော့ကင်ခွင့်မရှိပဲမိသားစုတွေနဲ့ပါအဆက်အသွယ်ဖြတ်ခန့်ထားရတယ်လို့အခုနောက်ပိုင်းတိုက်ပွဲတွေမှာဆိုရင်တိတ်ဆုံးသွားတဲ့စစ်သားတွေတဲ့အဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေအမြောက်များပါနေတယ်ဆိုပါလေအဲ့ဒီလိုရှစ်တန်းတွေမှာတိတ်ဆုံးသွားတဲ့စစ်မှုထမ်းတပ်သားအစ်စ်တော်တော်များများဟာရခိုင်မှာအရေးအတွက်များပြီးရှမ်းမြောက်အပါဝင်နေရာတော်တော်များများမှာလည်းအဲ့ဒီလိုတိတ်ဆုံးသွားတဲ့တပ်သားအစ်စ်တွေရဲ့တည်င်းကိုစစ်ကောင်စီတပ်ကမိသားစုတွေစီလုံးဝအကြောင်းမကြားပဲဖုံးကွယ်ထားတဲ့အပြင်အလောင်းတော်ပြန်မရတဲ့အဖြစ်တွေနဲ့ တချို့ဆိုတိုက်ပွဲမှာသေဆုံးသွားတဲ့အကြောင်းကိုတလလောက်အကြာမှမိသားစုကသိခဲ့ရတာမျိုးတွေလဲဒုနဲ့ဒိတ်ကိုဖြစ်နေတယ်လို့သေဆုံးသွားတဲ့တသားတစ်တူရဲ့မိခင်ကပြောထားပါတယ်အဲ့ဒီလိုတိစုံသွားတဲ့တတအစ်စ်တွေတဲကရန်ကုန်တိုင်းဒလမြို့နယ်ချောင်းကျေးရွာနေအသက်20ဝန်းကျင်မောင်နေမင်းထက်ဆိုတဲ့သူဟာစစ်မှုထမ်းအပတ်စင်ပထမအပုပ်မှာတင်နှက်ဆင်းပြီးတဲ့နောက်ရှေ့တန်းအပုပ်မခံရအောင်လက်ထုံးငွေ3သိန်းပေးရင်ရှေ့တန်းမသွားရဘူးဆိုပြီး မိသားစုစီလှမ်းဆက်သွယ်တဲ့အခါမိသားစုကလည်းပတ်ဆက်မပေးနိုင်တဲ့အတွက်ရှေ့တန်းအဖို့ခံရကနေဩဂုတ်31ရက်နေ့မှာပဲတိုက်ပွဲအတွင်းတေဆုံသွားခဲ့ရပြီးတေဆုံသွားတဲ့အလောင်းလည်းပြန်မရသလိုမိသားစုတွေကလည်းတေဆုံသွားတဲ့အကြောင်းကိုရက်အတော်ကြာမှသိခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာလည်းအကြက်ဖက်စစ်ကောင်စီကအခုစက်တင်ဘာလမှာဖွင့်မဲ့စစ်မှုထမ်းအပတ်စဉ်၅အတွက်လူမပြည့်လို့ဆိုပြီးနိုင်ငံတော်မြို့နယ်တော်တော်များများမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ တဆက်ထဲမှာပဲတင်းသားကြီးမြို့နယ်မှာစစ်မှုထမ်းအပစင်နှစ်တင်းနှန်းဆင်းလာတဲ့တသားတင်မင်းခန့်ဆိုတဲ့သူဟာရှင်နှန်းစစ်မြေပြင်ကနေတော်လိုင်းကြီးတက်တွေစီကိုအာကိုတကြီးထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဘိတ်ခိုင်ပူပေါင်းစစ်ကြောင်းနှစ်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်စတင်မလာတရက်နေ့ညနေပိုင်းကပဲတင်းသားကြီးမြို့နယ်ဇဝဲရွာအခြေဆိုင်အချက်ဖက်စစ်ကောင်စီရဲ့996တက်ရင်ကနေထွက်လာတဲ့စစ်ကြောင်းကစစ်မှုထမ်းအပစင်နှစ်တင်းနှန်းဆင်းတသားတင်မင်းခန့်ဆိုတဲ့သူဟာ ရှင်းတန်းတနေရအရောက်မှာတော်လန်ကြီးတက်တွေးစီကိုအားကိုတကြီးထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီတသားတဲ့မင်းခန့်ဆိုတဲ့သူဟာအခု2024ခုနှစ်ဇွန်လ26ရက်နေ့ကပဲစစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းဆင်းလာခဲ့သူဖြစ်ပြီးတင်တန်းဆင်းလာတဲ့ရှင်းတန်းကိုတန်းပို့ခံရတာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီလိုထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းအပတ်စဉ်နှစ်တင်တန်းဆင်းတသားတဲ့မင်းခန့်ဆိုတဲ့သူကိုတော်လန်ကြီးတက်တွေကလုံခြုံတဲ့နေရာမှာစောက်ရှောက်ပေးထားပါတယ်လို့လည်းဘိတ်ခိုင်ပူပေါင်းစစ်ကြောင်းနှစ်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဒီတစ်ခါဆက်ချင်တာကတော့ရန်ကုန်တိုင်းကမြို့နယ်တချို့မှာစာအုပ်စီတွေကိုစီထုတ်ယူခွင့်စာအုပ်တွေနဲ့စတင်ရောင်းချနေရပြီလို့မြန်မာနိုင်ငံစီကုံတဲ့နဲ့စီလုံငန်းရှင်များအသင်းတည်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အကြံဖက်စစ်ကောင်စီကပြည်သူတွေကိုစာအုပ်စီဝယ်ဖို့တောင်းအကန့်အသတ်နဲ့ထုတ်ယူခွင့်စာအုပ်လုပ်ပြီးမှရောင်းပေးမယ့်စနစ်ကို pilot project အဖြစ်စစမ်းနေပြီဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစာအုပ်စီထုတ်ယူခွင့်စာအုပ်တွေကို ၎င်းစင်းအစင်းရှိတဲ့သူတွေဆိုရင်တအိမ်တောင်အတွက်တအုပ်ထုတ်ပေးပြီးတဆိုင်ရမြို့နယ်စီကိုစလဲအယောင်ဆိုင်တွေမှာစစ်ကောင်စီကတတ်မှတ်တဲ့ဈေးနဲ့ဝယ်ယူရမှာဖြစ်တယ်လို့အဲ့ဒီစီစာအုပ်နဲ့စီရောင်းချပေးတာတွေကိုထွေအုပ်ဆိုတာတွေနဲ့စီအသိန်းကပူပေါင်းလှုပ်ဆောင်တာဖြစ်တယ်လို့လဲစောင်းစီလက်ကြီးဒိုင်တအုပ်စီကနေသိရပါတယ်အဲ့ဒီလို့မြန်မာနိုင်ငံမှာစောင်းစီရဖို့အခြေခံပြည်သူတွေဟာစီစာအုပ်နဲ့ဝယ်ရတဲ့စနစ်ဖြစ်နေတာတော့တချို့အစင်ပြေတဲ့ပြည်သူတွေဟာတနစ်တာဝင်ငွေလေးရဖို့ စီတန်းစီပြီးပြန်ရောက်စားတဲ့နီးနဲ့ဖြစ်ရှင်းနေရတဲ့အခြေခံပြည်သူတွေအတွက်အခုစာအုပ်နဲ့ထုတ်တဲ့စနစ်ကြောင်းအဲ့ဒီသူတွေဟာထပ်ပြီးခက်ခဲသွားကြပြန်ပြီလို့လဲလှိုင်းတန်းရမြို့နယ်ကစီတိုးသူတွေစီကနေစာအုပ်စီပြန်ဝယ်ပေးနေတဲ့စီတိုင်းတူကရှင်းပြထားပါတယ်တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကမြန်မာနိုင်ငံမှာတနစ်ကိုစာအုပ်စီတင်သွင်းစရိတ်ဟာဒေါ်လာတန်း600ရှိတဲ့အတွက်စာအုပ်စီတင်သွင်းဓာတ်တွေကိုရှော့ချဖို့ညွှန်ကြားပြီးတဲ့နောက်မှာပဲ အခုလို့စီစာအုပ်စနစ်နဲ့စာအုပ်စီတွေကိုစတင်ရောင်းချလာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာလည်းမြန်မာတိုင်းငံလုံးမှာ73စီတွေကိုစမတ်ကတ်နဲ့ကန့်သက်ရောင်းချဖို့စီမံချက်ကိုကြံ့ဖို့အမတ်ဟောင်းမြင့်မြတ်တာမွန်စီဆိုင်ပိုင်ရှင်ဒေါက်တာဝင်းမြင့်ဆိုတဲ့သူကဥဆောင်အကောင့်ထဲပေါ်နေတယ်လို့မြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတည်င်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာ စစ်ကောင်စီကအမေရိကန်ဒေါ်လာဘီလီယံချီပြီး73ဇီတွေကိုတင်သွင်းနေရတာကိုရှော့ချဖို့အတွက်73ဇီတွေကိုဟိုးရင်ခက်ကလို73ဇီထုတ်တဲ့စာအုပ်ပုံစံမျိုးနဲ့အခုစီထုတ်စမကတ်စနစ်လုတ်ပြီးတော့အကန့်အသတ်နဲ့တာရောင်းချတော့မှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလို73ဇီတွေကိုစမကတ်နဲ့ကန့်သတ်ရောင်းချဖို့ project ကိုကျန့်ဖို့အမတ်ဟောင်းမျက်မြတ်တာမွန်စီဆိုင်ပိုင်ရှင်ဒေါက်တာဝင်းမြင့်ဆိုတဲ့သူကဥဆောင်အကောင့်ထဲပေါ်နေတယ်လို့မြန်မာနိုင်ငံ73ဇီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတည်င်းအရှိမကပြောထားပါတယ် အဲ့ဒီကြံ့ဖို့အမတ်ဟောင်းမျက်မြတာမွန်စီဆိုင်ပိုင်ရှင်ဒေါက်တာဝင်းမြင့်ဆိုတဲ့သူဟာစစ်ကောင်စီနဲ့ထဲထဲဝင်ဝင်ပတ်သက်နေပြီးစစ်ကောင်စီအတွက်လေရင်စီတင်သွင်းရေးလုပ်ငန်းတွေကိုပါလောက်ကင်ပေးနေတဲ့သူဖြစ်တယ်လို့မင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံနဲ့လဲ73စီတင်သွင်းပြန်ပြူရောင်းချရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေသူဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ရပါ